ယူကရိန်းကိုတိုက်ခိုက်တဲ့ရုရှားအားကုညီရရင်ကြဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားများရဲ့အလံလွှမ်းခြုံထားတဲ့အခေါင်းများကိုခေါင်းဆောင်ကင်ဂျုံအွန်ကဂုဏ်ပြုနေတဲ့ပုံများအားနိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါသည်။မြောက်ကိုရီးယားကရုရှားတို့နောက်ထပ်စစ်သားများပို့ဆောင်နေဆိုတဲ့လက္ခဏာများကိုမတွေ့ရဘူးလို့ဇူလလတရက်နေ့မှာတောင်ကိုရီးယားကကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ချိန်မှာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ပုံများထွက်ပေါ်လာခြင်းဖြစ်ပါသည်။ နျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့မြောက်ကိုရီးယားဟာဒုနစ်ကျော်ကြာမြင့်လာပြီးဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲမှာရုရှားကိုအဓိကကူညီတဲ့မဟာမိတ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ဒါကြောင့်မြောက်ကိုရီးယားကရုရှားသို့စစ်သားထောင်ချီဆစ်လွတ်ပေးခဲ့ပြီးလက်နက်တားများကိုလည်းပေးပို့ခဲ့ပါသည်။ Coast Data မှာယူကရိန်းတပ်ဖွဲ့များကိုရုရှားကတိုက်ထုတ်ရာတွင်မြောက်ကိုရီးယားကစစ်သားများဆစ်လွတ်ပေးခြင်းလက်နက်ပေးပို့ခြင်းတို့နဲ့အကူအညီပေးခဲ့ပါသည်။ရုရှားအတွက်တိုက်ခိုက်ပေးရင်မြောက်ကိုရီးယားစစ်သား600ဝန်းကျင်သေဆုံးခဲ့ပြီးနောက်ထပ်ထောင်ကနန်းဒဏ်ရာရရှိခဲ့တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်လီဆွန်ကွမ်းကတောင်ကိုရီးယားထောင်လိုင်းရေးဌာနမှရရှိတဲ့သတင်းချက်လက်များကိုကိုးကားပြောဆိုခဲ့ပါသည်။ ကြာဆုံးသောစစ်သားများအတွက်ဝမ်းနည်းနေတဲ့ကင်ရဲ့စိတ်လုံရှားနေပုံရတဲ့ပုံများအားမြောက်ကိုရီးယားနိုင်ငံပိုင်ရှုံးတန် Korean Central Television ကထုတ်လင်းပေးရမှာတွေ့ရပါသည်ကြာဆုံးစစ်သားများကိုဂုဏ်ပြုတဲ့ပွဲအားဇွန်လ29ရက်နေ့မှာပြုံရဲမြို့မှာကျင်းပခဲ့ခြင်းဖြစ်ပြီးအခမ်းအနားသို့ရုရှားယဉ်ကျေးမှုဝင်ကြီး ရုရှားယဉ်ကျေးမှုဝင်ကြီးအိုဂါလီယိုဘီမိုဖာတက်ရောက်ခဲ့ပါတယ်။ကြာဆုံးစစ်တဲများကိုဂုဏ်ပြုတဲ့ခန်းနာဟာရုရှားနဲ့မြောက်ကိုရီးယားတို့လက်မှတ်ရေးထိုးခဲ့တဲ့စစ်ရေးသဘောတူညီချက်တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာကျင်းပတဲ့ခန်းနာဖြစ်ပါတယ်။တနိုင်ငံစည်းသဘောတူညီချက်မှာပြန်လည်ကောက်ွယ်ရမယ်ဆိုတဲ့ချက်ပါဝင်ခဲ့ပါတယ်။အဲဒီခန်းနာမှာကင်ကအခေါင်တစ်ခုပေါ်သို့မြောက်ကိုရီးယားအလံအားလွှမ်းခြုံနေပုံကိုမြင်ရပါတယ်။စစ်မြေပြင်ရောက်မြောက်ကိုရီးယားစစ်သားများရဲ့ပုံများကိုလည်း Korean Central Television ကထုတ်လွှင့်ပြသသွားခဲ့ပြီး ။အိုးကျွန်တော်တို့အမိတိုင်းပြည်ရဲ့တောက်ပနေတဲ့ကျဲပွင့်နေဖြစ်တယ်။ကျွန်တော်တို့ရဲ့သူရဲကောင်းများဂုံသိခါကူကောက်ခွေရန်အသက်ပေးဖို့တုံဆိုင်မနေကြသူတွေဟာထုံလင်းနေတဲ့ကျဲရီလိုတောက်ပနေပါတယ်လို့ရေးထားတဲ့ပုံစာများကိုပါတပါးရေဖော်ပြထားတာကိုတွေ့ရပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားတယောက်သူများဟာဒေသုံသူများကိုချီချူကွန်ပြူနေချိန်မှာမျက်ရည်ကျခဲ့တာကိုတွေ့ရပါတယ်။ကိုစ်ဒေတာလွတ်မြောက်ရေးအတွက်စစ်သားများဆစ်လို့ချင်းကိုကင်က အတီးပြုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။